သုံးဘက်ခန့်ဈေးနှုန်းကျဆင်းခဲ့တဲ့73စီဈေးနှုန်းတွေအခုတစ်ပတ်မှာတလီတာအနည်းဆုံးငွေကျပ်တရာပြန်လည်မြင့်တက်လာတယ်လို့73စီတင်သွင်းတူလောင်ဖြံမျိုးချင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့ဈေးနှုန်းတွေအရသိရပါဗျ။ဇွန်22ရက်မှာ92တလီတာငွေကျပ်2960 95တလီတာငွေကျပ်3030ရိုးရိုးဒီဇယ်တလီတာငွေကျပ်2500ပရီမီယံဒီဇယ်တလီတာငွေကျပ်3100ဖြစ်တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ရေတရက်ဘက်ကရောင်းချခဲ့တဲ့ဈေးနှုန်းတွေအရ92တလီတာငွေကျပ်2850 95တလီတာငွေကျပ်2939ကျပ်ရိုးရိုးဒီဇယ်တလီတာ2410ပရီမီယံဒီဇယ်တလီတာငွေကျပ်2990ဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်92တလီတာငွေကျပ်110 95တလီတာငွေကျပ်113ကျပ်ရိုးရိုးဒီဇယ်တလီတာငွေကျပ်90ပရီမီယံဒီဇယ်တလီတာငွေကျပ်110စီမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ33သန်းရောင်းချပေးမယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်18ရက်က FH Trading မှာ CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံသားငွေတွေအနက်ဒေါ်လာ1.68သန်းကျော်ကို73စီတင်သွင်းတဲ့ကုမ္ပဏီတွေကိုရောင်းချပေးခဲ့ပါတယ်။ FA Trading မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10သန်းအနက်ဒေါ်လာ3သန်းကျော်ကိုတခြားကုန်စည်တွေတင်သွင်းတဲ့ကုမ္ပဏီတွေကိုရောင်းချပေးခဲ့ကြအောင်ဇွန်16ရက်မှာဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်